စာလင်ဂျန်အခန်းကြီး39လူဆိုးတို့အကြောင်းကြောင့်စိတ်မပူနဲ့မတရားသဖြင့်ပြုတော်သူတို့ကိုမညူဆူနဲ့ကြောင်းမူကားသူတို့သည်မကြောင်မြင်းမီမျက်ပင်ကဲ့သို့ရိတ်ချင်းကိုခံရ၏စိန်သောပြိုးပင်ညှိုးနွမ်းကဲ့သို့ဖြစ်ရလိမ့်မည်ထာဝရဖျားကိုခိုးလုံ၍ကောင်းသောအကျင့်ကိုကျင့်တော်ပြေတော်၌နေ၍သစ္စာတရားကိုကျဆားတော်ထာဝရဖျားမွေ့လော်ခြင်းရှိတော် တို့ပြုလျင်စိတ်နှလုံးအလိုပြည့်စုံရသော အခွင့်ကိုပေးတော်မူမည်ကိုအမှုအရာကိုထောင်ရဖျား၌အပ်လို့ကိုတော့ကိုကိုးစားလို့တို့ပြုလျင်စီရင်တော်မူမည်တင်ဤဖြောက်မှတ်ခြင်းအကြောင်းကိုအလင်းကဲသော၎င်းတရားသဖြင့်ပြုခြင်းအရာကိုမွန်တေးရောင်ကြီးကဲ့သို့၎င်းဖော်ပြတော်မူ၏။ထာရပြရှေ့မှာငြိမ်ဝှစ်စွာနေ၍ ကိုရောကိုငတ်လင့်လောမိမိအမှု၌အောင်တက်တော်သူမကောင်းသောအကြံအစီတို့ကိုပြီးစီစေတော်သူ၏အကြောင်းကြောင့်စိတ်မပူနဲ့အမျက်မထွက်စေနဲ့ဒေါသစိတ်ကိုစွန့်ပယ်လောပြမားစေခြင်းကတိုက်တွန်းတက်သောစိတ်မရှိစေနဲ့ပြမားသောသူတို့သည်ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်ထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကား ပြည်တော်ကိုအမွေခံရကြသည်ခဏကြာပြီးမှ မတရားသောသူသည် မရှိရ သူ၏နေရာကိုစိတ်စိတ်ရှာ၍မတွေ့ရစိတ်နှိမ်ကြသောသူတို့အမှုကပြည်တော်ကိုအမွေခံ၍များပြားသောငြိမ်သက်ခြင်းနှင့်မွေလောကြလေမတရားသောသူသည် ဖြောင့်မတ်သောသူတစ်ဖက်၌ကြံစီ၍အံသွားခဲကျိတ်တဲ့တို့တော်လေသူ၏နေရအချိန်ရောက်ပြီကို ဖျားရှင်တိမြင်၍သူကိုပြုံးရည်တော်မူ၏မတရားသောသူတို့သည်စင်ရငတ်မွန်သောသူတို့ကိုလဲချခြင်းက၎င်းဖြောင့်မတ်စွာကျင့်သောသူတို့ကိုတက်ချင်းက၎င်းဓာကိုထုတ်လက်လေးကိုတင်လက်နေတကြ၏သို့တော်လေသူတို့ဓာသည်သူတို့နှလုံးထဲသို့ဝင်လိမ့်မည်သူတို့လေးတို့သည်လည်းကြိုးကြလိမ့် ဖြောင့်မတ်သောသူ၌နေသောဥစ္စာသည်မတရားသောသူကြီး၌ကြွယ်ဝသောဥစ္စာထက်သာ၍ကျေးဇူးရှိကြောင်းမူကားမတရားသောသူ၏လက်ယုံသည်ကျိုးရလိမ့်မည်ဖြောင့်မတ်သောသူကသာရပြာမဆတော်မူဖြောင့်မတ်သောသူတို့၏နေရကာလကိုသာရပြာတိမှတ်တော်မူ သူတို့ဤအမွေဥစ္စာသည်အစင်အမြဲတည်လိမ့်သူတို့သည်ခဲရင်သောကာလနှင့်မျက်နှာမပြတ်အစာခေါင်းပါသည့်ကာလနှင့်ဝါစွာစားရကြ၏မတရားသောသူတို့မူကားပျက်စီးခြင်းသို့ရောက်ရကြမည်ထာဝရဖျားဤယန္တုတို့သည်ကျဆားရအရက်ဤအတီကဲ့သို့ဆုံး၍မိโกဖြစ်လက်ကွယ်ပြကြလိမ့် မတရားသောသူသည်ချင်းငား၍မဆက်ဘဲနေတဲ့ဖြောက်မတော်သူမူကတနာသောစိတ်ရှိ၍ပြီးတဲ့ကောင်းကြီးပြီးတော်မူခြင်းကိုခံရသောသူသည်ပြီးတော်ကို အမွေခံရလေကျင်းတော်မူခြင်းကိုခံရသောသူမူကပယ်ရှင်းခြင်းသို့ရောက်ရလေကောင်းသောသူခြေရာတို့ကိုထာဝရဘုရားသည်ပဲ့ပြင်ပြီးသူတွားရလမ်းကိုနှစ်သက် ်တော်မူ၏ထို့သူသည်လဲတော်လဲဆုံးရတော့မရောက်ရကြောင်းမူကားထာဝရပြားသည်သူ၏လက်ကိုကင်မတော်မူ၏ဖြောင်းမတော်သူသည်စွန့်ပစ်ခြင်းကိုခံရသည့်အကြောင်းသူ၏တားမီတို့သည်တောင်း၍စားရသည့်အကြောင်းကိုငါသည်အသက်ပြူသည့်ကာလမှစ၍ဩသည့်တိုင်အောင်မမြင်စဘူးသူသည် အစင်တနာစိတ်ရှိသည်နှင့်သူတပါတို့အားချီးငါတတ်သည်ဖြစ်၍သူသားမြေတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြ၏ဒုစရိတ်ကိုလွဲရှောင်၍သူစရိတ်ကိုပြုလောတို့ပြုလင်းအစင်အမြဲနေရလိမ့်မည်ထာဝရဘုရားသည် တရားကိုနှစ်သက်တော်မူ၏မိမိတန်ရှင်းသူတို့ကိုလဲစွန့်တော်မူသူတို့သည် ။စောင်းမတော်မူခြင်းကို အစဉ်အမြဲခံရကြလေ။မတရားသောသူ၏သားမျိုးတို့မူကပယ်ရှင်းခြင်းကိုခံရကြလေ။ဖြောင့်မတ်သောသူတို့သည်ပြည်တော်ကိုအမွေခံ၍အစဉ်အမြဲနေရကြလေ။ဖြောင့်မတ်သောသူ၏နှုတ်သည်ပညာကိုမွတ်ဆိုတတ်။သူ၏ရှာသည်လည်းတရားသောစကားကို ပြောဆိုတတ်။ထာဝရဘုရား၏တရားတော်သည် သူ၏စိတ်နှလုံးထဲမှတည်တည်ဖြစ်၍ သူသွားသောအခါမချော်မလဲရမတရားသောသူသည်ဖြောက်မှတ်သောသူကိုချောင်းမြောင်း၍တက်ချင်းကရှာကြံတိုက်သို့တော်လေထာဝရဖျားသည်ထိုသူ၏လက်၌ဖြောက်မှတ်သောသူကိုစွန့်ပစ်တော်မူမီမဟုတ်အစစ်ခံရသောအခါအပြစ်စီရင်တော်မူမီမဟုတ်ထာဝရဖျားကိုမျှော်လင့်၍လမ်းတော်ကိုရှောက်သွားလော ပြည်တော်ကိုအမွေခံရသော အခွင့်နှင့်ချီးမြှောက်တော်မူမည်မတရားသောသူတို့ဆုံးရှုံးခြင်းကိုတင်သည်ကြည်မြင်ရလိမ့်မည်မတရားသောသူသည်အစိုးတရပြုတ်၍ပောင်းရင်အရက်မှကြီးပွားသောတပင်လန်းလန်းရှိတဲ့ကဲ့သို့ကိုကိုကိုပြန့်ပွားစီသည်ကိုမာမြေရတော်လဲနောက်တဖန်သူသည်ရွေ့သွား၍ ကွယ်ပြောက်ပြီသူ့ကိုလည်းငါရှာ၍မတွေ့ရစုံနေခြင်းတရားကိုစောင့်ရှောက်လို့ဖြောင့်မတ်ခြင်းတရားကိုကြည့်ရှုစင်ကြင်လို့ထိုတို့ပြုတ်တော်သူသည်အစုံနဲ့ငြိမ်သက်ခြင်းကိုခံရလေပြီပြမသောသူအပေါင်းတို့သည်ပျက်စီးခြင်းတို့ရောက်၏မတရားသောသူတို့သည်အစုံနဲ့ပယ်ရှင်းခြင်းကိုခံရကြလေပြီ ဖြောင့်မတ်သောသူတို့၏ကဲတင်ခြင်းအမှုကိုသာရပြာစီရင်တော်မူ၏ဘေးရောက်သည့်ကာလ၌သူတို့ခိုလုံရာထစ်တော်မူ၏သာရဖျားသည်သူတို့ကိုမဆကဲတင်တော်မူ၏ယုံကြည်ခိုလုံသောကြောင့်မတရားသောသူတို့လက်မှနှုတ်ယူကဲတင်တော်မူ၏